အေးမြချီနေတဲ့ခံစားမှုအသက်ကြိုက်တယ်။မြောင်းညာနေတဲ့မျက်လုံးအတွက်ဗီရိုတုတ်ခု Pacific AA Group ဟာမြန်မာနိုင်ငံမှာပုဂ္ဂလိကနောက်တိုင်းစေဝါဆက်ယုံတည်ဆောက်ဖို့2010ခုနှစ်ကနေစတင်ဆောင်ရွက်ခဲ့ပြီး2017ဒီဇင်ဘာလမှာမြန်မာပထမဆုံးနောက်တိုင်းစေဝါဆက်ယုံလုပ်ပိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ Pacific Medical Industry ဆက်ယုံဟာအမေရိကန်နိုင်ငံအစားအသောက်နဲ့စေဝါကုကဲမှုဌာနကချီးမြှင့်တဲ့စေဝါထုတ်လုပ်ခြင်းမှတ်ပုံတင်လက်မှတ်ကိုရရှိခဲ့တဲ့မြန်မာပထမဆုံးအနောက်တိုင်းစေဝါထုတ်လုပ်မဲ့ဆက်ယုံဖြစ်ပြီးဆက်ယုံတည်ဆောက်ဖို့နဲ့စေဝါထုတ်လုပ်ဖို့တောင်ကိုရီးယားနိုင်ငံရဲ့နည်းပညာကိုအသုံးပြုထားတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံကလူအများစုဟာထုတ်လုပ်တဲ့နိုင်ငံကိုကြည့်ပြီးပစ္စည်းတွေကိုသုံးစွဲကြတာဖြစ်လို့မြန်မာနိုင်ငံကထုတ်လုပ်တဲ့ပစ္စည်းတွေကိုယုံကြည်မရှိတဲ့သူတွေအတွက် စက်ယုံကထုတ်တဲ့စီးဝါတွေကကဘာနဲ့ရင်ပေါင်တန်းနိုင်တယ်ဆိုတာကို ပြချင်တယ်လို့ဒေါက်တာစောနေနွယ်ကဆိုပါတယ်။ဟိုမိတ်တင်မြန်မာဆိုတာဟာကဘာနဲ့ဘလို့ရင်ပေါင်တန်းနိုင်တယ်ဆိုတာသိအောင်လို့အမားကလည်းအများကြီးပဲဟိုပြည်သူတွေသိအောင်လည်းအမားကကြည့်ညာရမယ်ပေါ့နော်အခုဆိုရင်လေ USFD ရဲ့အမားတို့ manufacturing registration လည်းရထားပြီပေါ့နော်ဒီလိုရဖို့ဆိုတာဟာဟိုတုံတန် quality နဲ့မရနိုင်ပေါ့နော်နောက်ပြခုနကလို့အမားတို့ဒီတခြား certificate တွေပေါ့နော်အမား ကိုရီးယား CDMB တို့ EU က PIX တို့အဲ့လိုမျိုးတွေလည်းမအားရအောင်လို့လုပ်မယ်ဒါမျိုးလည်းအများပြည်သူကသိအောင်လို့ဘလို့ကွာခြားတယ်ပေါ့နော်ဆိုတာသိအောင်ပေါ့မတော်ရှင်းလင်းတင်ပြမယ်ပေါ့နော်ဈေးဝထုတ်လုပ်ဖို့ဈေးကုန်ညမ်းတွေကိုနိုင်ငံခြားကနေတင်သွင်းရမှာဖြစ်ပြီးစီးစင်းနှုန်းတွေကနိုင်ငံတကာဈေးဝတွေထက်ဈေးသက်သာသလားဆိုတာကိုတော့ထုတ်ကြည့်မှသိမယ်လို့လည်းပြောပါတယ်ဈေးသွေးတွေကိုတေချာကောင်းအောင် လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့အမားတို့ကဟိုပြောရမယ်ဆိုရင်တရုတ်ပြည်တို့ ဟိုနောက်ပြီးတော့ဘင်္ဂလားဒေ့ရှ်တို့လိုအိန္ဒိယတို့လိုကဒီဈေးရထက်ဈေးနဲ့တော့အမားတို့ကအဲ့လောက်ထိဘယ်လိုပေါ်မလားဆိုတော့အမတို့ဟိုတွက်ကြည့်မှသိမယ်ပေါ့နော်အဲ့လိုမျိုးအမတို့ကရှင်းကြိုင်နိုင်မလားဆိုတော့အမတို့ကဟိုတွက်ကြည့်မှသိမယ်ပေါ့နော်ဒီ quality နဲ့အတူဒီကုန်စားစိတ်ဆိုတာလည်းတွဲပါလာတာပေါ့နော်အစိုးရအောင်လဲပေါ့နော်အမတို့ကဒီလိုပြည်တွင်းထုတ်ဆက်ရုံမျိုးကိုပို့ပြီးတော့ ဟိုအားပေးတဲ့အနေနဲ့ပေါ့နော်ဥမာအခုဆိုလို့ရှိရင်ကုံချမ်းတင်သွင်းရင်လည်းအခွန်အားတူတူပဲပေါ့နော်ကုံကြောတင်သွင်းရင်လည်းအခွန်အားတူတူပဲအဲ့တော့ဘာမှမစိဝါစိဝါမှာဆိုကုံချမ်းကိုတင်သွင်းအခွန်ဆောင်ပြီးတော့မှကုံကြောကိုထုတ်မယ်ဆိုလို့ရှိရင်ရှင်းနိုင်နိုင်မှုမှာပေါ့နော်အခက်အခဲဖြစ်နိုင်တဲ့အတွက်အဲ့အရာတွေလည်းအမတော်အများကြီးပဲဆက်လက်ပြီးတော့ဟိုအစိုးရနဲ့အတူတူပူးပေါင်းပြီးတော့ဆောင်ရွက်သွားအောင်ရှိပါတယ် Pacific Medical Industry ဆက်ယုံကတိုင်းသားပိုင်ဆက်ယုံဖြစ်ပြီးလက်တလုံးမှာမြန်မာနိုင်ငံအတွက်ကျွမ်းကျင်ပညာရှင်တွေမရှိလို့ နိုင်ငံခြားသားပညာရှင်9ယောက်ကိုနည်းပညာဖလှယ်ဖို့ခန့်ထားပါတယ်။ Pacific Medical Industry စက်ရုံကိုလာမယ့်ဇူလိုင်လ23ရက်နေ့မှာဖွင့်လှစ်တော့မှာဖြစ်ပြီးစက်ရုံကနေခွင့်မှန်းကြီးစေဝါအမျိုးအစား90ကျော်ကိုထုတ်လုပ်သွားဖို့ရှိနေပါတယ်။နိုင်ငံခြားဆေးကောင်းတွေကိုတင်သွင်းဖို့ခက်ခဲတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရတဲ့မြန်မာနိုင်ငံမှာနိုင်ငံကအရေးသွေးမိတဲ့ဆေးဝါးတွေထုတ်လုပ်ဖို့ရည်ရွယ်တာဖြစ်ပြီးမြန်မာနိုင်ငံကသာဒါကိုလုပ်နိုင်မယ်ဆိုရင်အခြားနိုင်ငံတွေကိုမှီခိုးစရာမလိုတော့ဘူးလို့ဆိုလာသူကဒေါက်တာတင်ဆန္နာဆိုပါ။ ဒီလိုအနေနဲ့တကယ်ကို international standard စီးတွေထုတ်နိုင်အောင်လို့ကျွန်တော်တို့ရည်ရွယ်ပါတယ်ကျွန်တော်တို့တကယ်ဒီရဲ့ဥစားနဲ့ mission vision နဲ့လည်းတကယ်ကိုရည်သွေးပြည့်မီတဲ့ international standard စီးတွေထုတ်နိုင်လို့ပါပဲကျွန်တော်တို့အဲ့လိုမျိုးဖြစ်အောင်တကယ်ကျွန်တော်တို့စင်စမ်းမပြတ် quality consistent ဖြစ်တဲ့စီးတွေထုတ်နိုင်နေဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံပြည်သူလူထုကနိုင်ငံရောမှာ depend လုပ်ရမလို့ကိုယ့်နိုင်ငံထုတ်တဲ့ချိန်ကမရွေးမလိုရဘူးလို့မြင်ပါတယ်ဆိုတော့ဟိုငွေသုံးဆွဲနိုင်မှာပေါ့နော်ဒါတော့ကျွန်တော်တို့အများကြီးလည်းမျှော်လင့်ထားပါတယ်အဲ့လိုထုတ်နိုင်အောင်လည်းကြိုးစားမှာပါ